ယူကရိန်းဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ရဟယင်ကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြောင်းရုရှားစစ်ဘက်ထိတ်တန့်အရာရှိတဦးကဆက်ဆက်ပြောဆိုခဲ့ပါတယ်။ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့အကြီးအကဲယူရီဒက်ကင်ကသမ္မတပူတင်ရဲ့ရဟယင်ဟာကတ်စ်ဒေသတွေမှာဖြတ်တန်းနေတဲ့အချိန်ယူကရိန်းဒရုန်းတစ်စီးရဲ့ပြစ်မှတ်ဖြစ်ခဲ့တာလို့ဆိုပါတယ်။သူကယူကရိန်းဟာပူတင်ကိုရည်ရွယ်ချက်ရှိရှိလှုပ်ကြံဖို့အားထုတ်ခဲ့တာလို့ယုံကြည်ရကြောင်းပြောပါတယ်။မေလ20ရက်နေ့ကပူတင်ဟာယူကရိန်းနဲ့နယ်စပ်မှာရှိတဲ့ကတ်စ်ဒေသကိုရောက်ရှိနေခဲ့ပြီး ယူကရိန်းဒရုန်းတစ်စီးကပူတင်ရဲ့ရဟတ်ယာဉ်စီးကိုတက်တဲ့ကြီးပြန်တန်းလာခဲ့တယ်လို့ Dashkin ကဆိုပါတယ်။ဒါပေမဲ့အဲ့ဒီဒရုန်းကိုရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကပစ်ချနိုင်ခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်။ယူကရိန်းဟာမေလ20ရက်နေ့ကနေ22ရက်နေ့အတွင်းရုရှားပိုင်နက်တဲ့ဒရုန်းတွေအလုံးရင်းစစ်လွတ်ပြီးတိုက်ခိုက်ခဲ့ကြောင်းရုရှားဟာဒရုန်းအစီးရေ1180လောက်ကိုကြားဖြတ်ပစ်ချခဲ့ရကြောင်းလဲသူကရုရှားသတင်းဌာန RBC ကိုမှတ်ချက်ပေးသွားခဲ့ပါတယ်။တမရရဲ့ရဟတ်ယာဉ်ကိုယူကရိန်းဒရုန်းတစ်စီးက ဓာတ်ရိုက်ပြတ်မှတ်ထားခဲ့တာဟာလုံးဝမျှော်လင့်မထားတဲ့တိုက်ခိုက်မှုတစ်ခုလို့ Dashkin ကပြောပါတယ်။သမရစီနင်းလိုက်ပါလာတဲ့ရဟယင်ပြန်တန်းရလမ်းကြောင်းမှာရန်သူတိုက်ခိုက်မှုအရှိန်မြင့်လာခဲ့တဲ့အတွက်လိုအပ်တဲ့တုံ့ပြန်မှုတွေကိုကင်တွယ်ဆောင်ရွက်ခဲ့ရပြီးရဟယင်ဘေးကင်းရေးအတွက်လှုပ်ဆောင်ခဲ့တယ်လို့သူကဆိုပါတယ်။ရဟယင်ဟာ drone တိုက်ခိုက်မှုရဲ့ဗဟိုချက်မျိုးဖြစ်ခဲ့ပြီး drone တစ်စီးကခက်မြန်မြန်ချင်းကပ်လာတာကိုထောက်လန့်တွေ့ရှိခဲ့တဲ့နောက်ရုရှားလေကြောင်းကာကွယ်ရေးတပ်တွေကအချိန်မဆိုင်ပဲပြစ်ချခဲ့တာလို့ပြောကြားသွားပါတယ်။ ်ပူတင်ဟာမတ်လနောက်ပိုင်းကဒေသကိုပထမဆုံးချိန်ပြန်လည်တွားရောက်ခဲ့တာပါအဲ့ဒီဒေသမှာယူကရိန်းတပ်တွေထိုးပေါက်ဝင်ရောက်ပြီးမြို့ရွာတချို့ကိုတင်းယူတဲ့အခြေအနေနဲ့ကြုံခဲ့ရဖို့ပဲမယ်အခုတော့ရုရှားကအပြည့်အဝပြန်လည်ထိန်းချုပ်ထားပါပြီယူကရိန်း drone ကချင်းချောက်ခဲ့ပေမဲ့တမရရဲ့ရဟတ်ရင်ဟာဘာပြဿနာမှမရှိခဲ့ပဲမူလစီစဉ်ထားတဲ့အတိုင်းဆက်လက်ပြန်တန်းသွားခဲ့တယ်လို့ Dashcan ကဆိုပါတယ်။လက်တလုံးမှာတော့ရုရှားဟာယူကရိန်း drone တွေကပူတင်ရဲ့ရဟတ်ရင်ကိုရွေကြရှိရှိပြတ်မှတ်ထားခဲ့တာလား။ ူတင်ကိုလုံခြံဖို့အားထုတ်ခဲ့တာလားဆိုတဲ့မေးခွန်းတွေကိုတိတိကျကျအပြည့်ထုတ်နိုင်ဖို့စုံစမ်းမှုတွေဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရပါရဲ့ရှင်